မင်္ဂလာပါကျွန်တော်ကတော့ Yan Insurance Company မှာ COO ဖြစ်နေတာဝန်ထမ်းဆောင်နေတော့ဦးလွန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပြီးပြောကြားလို့ရတဲ့အကြောင်းအရာကတော့ရေချောင်းအာမခံပဲဖြစ်ပါတယ်အဲဒီရေချောင်းအာမခံနေရာနေပြီးတော့မှ ရေချောင်းကာကိုကုန်လန်းကုန်စီ အာမခံအကြောင်းမိတ်ဆက်ပြောကြားမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကအာမခံအကြောင်းပြောမယ်ဟေ့ဆိုလို့ရှင်ပထမအဦးဆုံးအာမခံစနစ်ဘယ်မှာပေါ်ခဲ့ခဲ့လဲဘယ်လိုပေါ်ပေါက်ခဲ့လဲဘယ်တုန်းကပေါ်ပေါက်ခဲ့လဲအဲ့ဒါလေးကစပြီးတော့ကျွန်တော်စပြောချင်ပါတယ်အာမခံလုပ်ငန်းဟာမြေရဲပင်လယ်ဒေသမှာစတင်ခဲ့ပါတယ်ကျွန်တော်တို့သမိုင်းထောက်ထားများအရာဟေ့ဆိုလို့ရှင်တော့တရားဝင် record အနေနဲ့1330ခုနှစ်မှာအာမခံဆိုတဲ့အတောင်နှောင်းကိုစတင်ပြီးတော့တုံဆွဲခဲ့တာတွေ့ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့မြေရဲပင်လယ်ဒေသမှာပေါ်ပေါက်ခဲ့တဲ့အာမခံဟာဒါเนาะရေချောင်းအာမခံဒီအာမခံအားလုံးရဲ့ကနဦးအာမခံမျိုးစားဖြစ်ပါတယ်အဲ့ဒီဒေသမှာပေါ်ပေါက်ခဲ့တဲ့အာမခံလုပ်ငန်းဟာရေချောင်းကုန်ပစ္စည်းအာမခံရေရင်ကိုတဲ့အာမခံနဲ့ရေချောင်းပေးရရန်တာဝန်ရှိမှုအာမခံဆိုပြီးတော့အာမခံမျိုးစားကြီး၃ခုရှိပါတယ်အဲ့ထဲကနေပြီးတော့ကျွန်တော်ဆွေးနွေးမှာတော့ရေချောင်းကုန်စည်းအာမခံလည်းဖြစ်ပါတယ် ရေချောင်းကုန်စည်အမကန်လို့ပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကရေရင်နေနဲ့နော်တည်ယူပို့ဆောင်တာကိုပဲရေချောင်းအမကန်လို့နော်အထင်မှားတတ်ကြပါတယ်အခုကျွန်တော်တို့ရေချောင်းအမကန်ဆိုတဲ့နော်အတုံးနှုံးရဲ့အောက်မှာရေရင်နေနဲ့ပဲတည်တည်ကာမိရထားလေရင်နေနဲ့ပဲတည်တည်အဲ့ဒါတွေအားလုံးဒီရေချောင်းကုန်ပစ္စည်းအမကန်အမျိုးအစားတွေမှာပဲအကျုံးဝင်ပါတယ် ဒါမှလို့အခေါ်တွေเนาะအမှတ်မှားမှာဆိုလို့ယနေ့နိုင်ငံတကာမှာရေချောင်းကုန်ပစ္စည်းအာမခံကိုကျွန်တော်တို့အဲတယ်ယူပို့ဆောင်ရေး transport insurance ဆိုပြီးတော့ပြောင်းလဲပြီးတော့သတ်မှတ်ခေါ်ဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကဒီလူတူတူတယောက်ချင်းစီနေနဲ့ပဲပြောပြောလုပ်ငန်းရှင်တူတူတယောက်တစုတစ်ဖွဲ့အနေနဲ့ပဲပြောပြော မိမိတို့ရဲ့ပစ္စည်းတွေကိုတနေရာနေတနေရာကိုတည်ယူပို့ဆောင်တဲ့အကမ္မပဲဖြစ်ဖြစ်လေယာတန်းကနော်ကျွန်တော်တို့ဓာတ်တထုတတော်အစားရှိတဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့သူတွေကမိမိတို့ရဲ့ထောက်ကောင်တွေကိုတနေရာနေတနေရာကိုပယ်ဆောင်တဲ့အခါမှာပုဒ်ဒီမဟုတ်ကျွန်တော်တို့တွေကစမှုလက်မှုလုပ်ငန်းရှင်များနော်မိမိတို့ရဲ့နော်လုပ်ငန်းတွေမှာလိုအပ်တဲ့ကုန်ကျန်းတွေကိုစတင်တည်ဆောင်တဲ့အချိန် နောက်တစ်ခါကျွန်တော်တို့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များမိမိတို့အနှံ့ထားတဲ့ကုန်စည်များကိုတနေရာနဲ့တနေရာကိုပို့ဆောင်တဲ့အခါမျိုးမှာမမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့်ကျွန်တော်တို့တွေကပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နိုင်ပါတယ်။အဲဒီလိုပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့လာကြရလို့ရှင်အဲ့ဓာရီကိုကျွန်တော်တို့ထိုင်ပြီးတော့ lesson ခံမဲ့အစားဓာရီကိုကျွန်တော်တို့ဘယ်လို့ ကာကွယ်နိုင်မလဲဘယ်လိုကုစားနိုင်မလဲဆိုတဲ့နီးလန်းတွေကိုစဉ်းစားလာတဲ့အခါမှာအာမဂန်ဒီဒီငွေကြီးရဆုံးရှုံးမှုတွေကိုကုစားနိုင်တော့အကောင်းဆုံးနီးလန်းတစ်ခုပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာကျွန်တော်တို့ရေချောင်းကုန်ပစ္စည်းတွေကိုအာမဂန်လက်ခံပေးတဲ့အခါမှာကျွန်တော်တို့လုံးဝပစ္စည်းဆုံးရှုံးမှုအကာအကွယ်လို့ခေါ်တဲ့ total loss only cover နဲ့လက်ခံဆောင်ရွက်ပေးတာရှိသလို့ ကျွန်တော်တို့အလုံးစုံအာမခံအကာအကွယ် Oryx နဲ့လက်ခံဆောင်ရွက်ပေးတာလည်းရှိပါတယ်။ပြည်ရင်းနဲ့မဟာဟိဆိုရင်တော့ကျွန်တော်တို့တွေက total loss လို့ခေါ်တဲ့လုံးဝပျက်စီးဆုံးရှုံးမှုအကာအကွယ်နဲ့လက်ခံပေးပါတယ်။အာမခံတက်တန်းကတော့ကျွန်တော်တို့ပြည်တွင်းမှာရေချောင်းခင်းနဲ့တယ်ဆောင်မယ်ဟဲ့ဆိုလို့ရှိရင် from port to port စိတ်ကန်းတစ်ခုကနေတစ်ခုရောက်တဲ့အထိ နော်စိတ်ကန်းတစ်ခုကနေတင်မောစတင်ထွက်ခွာတဲ့အချိန်ကနေပြီးတော့ဆက်ရောက်ရမယ့်စိတ်ကန်းကိုတင်မောဆက်ရောက်တဲ့အချိန်အထိကိုအာမခံကာကွယ်ပေးထားပါတယ်။ကုံလန်းကုံစီလို့ခေါ်တဲ့ကျွန်တော်တို့ရေအဲကုံလန်းသွားရင်နေနဲ့တည်ဆောင်မယ်ဟဲ့ဆိုရင်တော့စတင်ထွက်ခွာမယ့်နေရာကနေကားဘင်းစလှိမ့်တဲ့အချိန်ကနေပြီးတော့ဆက်ရောက်ရမယ့်နေရာမှာကားဘင်းရက်သွားတဲ့အချိန်ဒီအဲ့ဒီကိုအကာအကွယ်ပေးထားပါမယ်။ အဲ့တော့ကျွန်တော်တို့တွေကလုံးဝပျက်စီးဆုံးရှုံးမှုဆိုတာဘယ်လိုဟာမျိုးလဲလို့မေးစရာရှိပါတယ်။လုံးဝပျက်စီးဆုံးရှုံးမှုကိုကျွန်တော်တို့เนาะ actually to the loss လို့သုံးလို့ရှိပါတယ်။အဲ့ရာတော့ကျွန်တော်တို့တွေဥမာအားဖြင့်ကားနဲ့တယ်လာသောပျက်စီးများမတော်တဆကား accident ဖြစ်ပြီးတော့တိမ်မှောက်လို့မဆန်အိတ်များလမ်းပေါ်ကိုကျပြီးတော့ကွဲကုန်တယ်။ အဲ့လိုဟစ်ဆိုရင်ဒါ total loss လို့သတ်မှတ်ပါတယ်နောက်တစ်ခုကတော့ကုန်ပစ္စည်းတွေအရေးသွေးပျက်စီးသွားခြင်းစောစောကကျွန်တော်တို့ပြောခဲ့သလိုပဲကားမှောက်သွားတယ်ကားပေါ်ကိုဓာတ်ဆီတွေကเนาะဒီမှောက်ကြပြီးတော့ဆန်အိတ်တွေဓာတ်ဆီတွေဆိုသွားတယ်အဲ့ဒီဆန်တွေဒီနော်ဆန်အိတ်လိုက်ရှိနေပေမဲ့လည်းဓာတ်ဆီတွေဆိုသွားတဲ့နော်ဆန်များဖြစ်တဲ့အတွက်ကြောင့်လူလက်စားသုံးလို့မရဘူးတလေးဆန်တွေလည်းစားသုံးလို့မရဘူး သူ့ရဲ့အရေးသွေးပျက်စီးသွားပြီဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလည်းပဲကျွန်တော်တို့ကလုံးဝပျက်စီးဆုံးရှုံးမှုလို့ပဲသတ်မှတ်ပြရပါတယ်။နောက်တစ်မျိုးကတော့ကျွန်တော်တို့တွေကနော်ဥမာအားဖြင့်ပင်လယ်ပြင်ကနေပြီးတော့ကုန်ပစ္စည်းတွေတယ်လာတဲ့အခါမှာကုန်ပစ္စည်းတွေပင်လယ်ပြင်ထဲကိုပြုတ်ကျသွားပြီဟဲ့ဆိုရင်ပြန်လဲဆယ်ယူလို့မရဘူးဟဲ့ဆိုရင်လည်းသူ့ကိုလုံးဝပျက်စီးဆုံးရှုံးမှုလို့သတ်မှတ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေကမြစ်ချောင်းကနေပြီးတံမဲ့ဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ နော်ပရီမီယံနှုံးက0.14%နဲ့ကောက်ခံပါတယ်ငွေတရားအမကန်ထားငွေကြက်တရားကို14ပြားပဲပရီမီယံပေးသွင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့တွေကံယူရန်နေပြီးတော့တန်မဲ့ဟိဆိုလို့ရှင်တော့ကျွန်တော်တို့တွေက0.28%နဲ့ကောက်ခံပါတယ်အမကန်ထားငွေကြက်တရားကို28ပြားပေးသွင်းရမှာဖြစ်ပါတယ် ကန်ယူတန်းမှာတော့ကျွန်တော်တို့ကຫນွေရမိုးရဆိုပြီးနှစ်ပိုင်းခွဲခြားထားပါတယ်ຫນွေဘက်မှာတော့ကျွန်တော်တို့က0.28%နဲ့ကောက်ပြီးမိုးကာလမှာတော့0.56%နဲ့ကောက်ပါတယ်ခင်ဗျာကုန်းလန်းကုန်စီလို့ခေါ်တဲ့ကုန်းလန်းသွားရင်နေနဲ့တည်ဆောင်ရင်တော့ကျွန်တော်တို့တွေ0.14%နဲ့ပဲကောက်ခံမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့တွေကနိုင်ငံတကာကိုဆက်သွယ်နေတဲ့เนาะဒီအဲ international trade မှာဆောင်ရွက်နေတဲ့ကိစ္စရပ်တွေအတွက်ကတော့ကျွန်တော်တို့ Oryx Cava နဲ့လက်ခံပေးပါရစေ။အဲ့တော့အခုကျွန်တော်ပြောနေတဲ့ Total Loss တို့ Oryx Cava တွေကိုအဲ့ဒီကာကွယ်တွေကိုလန်ဒန်မှာရှိတဲ့ Institute of London Underwriter စီကနေပြီးတော့ရေးဆွဲထားတဲ့ clause တွေနဲ့လက်ခံပေးခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ Total Loss Only Cava လုံးဝပြည့်စုံရှုံးမှုအကာအကွယ်ကို ကျွန်တော်တို့ ICC C 1182နဲ့လက်ခံပါတယ် ICC ဆိုတာက Institute Cargo Clause ဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့တရက်တလ82ခုနှစ်ကရေးဆွဲခဲ့တဲ့ clause ဖြစ်ပြီးတော့သူ I clause C နဲ့ကျွန်တော်တို့အမကန်လက်ခံပေးပါတယ် I clause တွေကနိုင်ငံတကာမှာကျင့်သုံးနေသော clause များဖြစ်ပါတယ်နောက်ကျွန်တော်တို့ international import export တွေအတွက်လက်ခံတဲ့အခါမှာ institute cargo cross 112009နဲ့လက်ခံပါတယ်အဲ့ဒါကเนาะကျွန်တော်တို့နောက်ဆုံးပေါ် cross တစ်ခုလည်းဖြစ်ပါတယ်เนาะ1182ကအဲ1982ခုနှစ်ကစခဲ့တယ်112009ဟာ2009ခုနှစ်ကဒါနောက်ဆုံးပေါ် cross ဖြစ်ပါတယ် yan insurance အာမဂန်ကုမ္ပဏီနေနဲ့နိုင်ငံတကာမှာကျင့်သုံးနေသော နောက်ဆုံးပေါ် closing နဲ့ကျွန်တော်တို့တွေကကာဂိုတွေကိုလက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ် total loss only ကပါလုံးဝပျက်စီးဆုံးရှုံးမှုအကာအကွယ်တဲ့နော်ဘာတွေဖြစ်ရင်ရွာကျေးပေးမလဲဆိုလို့ရှိရင်ကာသမောတွေနဲ့နော်ကျွန်တော်တို့တည်ယူပို့ဆောင်နေစဉ်ကာလာအတွင်းထဲမှာမီးလောင်ပျက်စီးဆုံးရှုံးခြင်းပောက်ကွဲမှုကြောင့်ဖြစ်လို့ပျက်စီးဆုံးရှုံးမှုတွေကိုလည်းကာပါပေးပါတယ်နောက်တစ်ခါကားတိမ်ပေါက်မှုဖြစ်လို့ ပစ္စည်းများပျက်စီးဆုံးရှုံးခြင်းတမောနဲ့လို့တမောတိုင်မောက်လို့ပျက်စီးဆုံးရှုံးမှုတွေကိုလည်းအကာအကွယ်ပေးပါတယ်။နောက်တစ်ခါယင်တွေက အခြားတစ်ခုခုနဲ့ဝင်တိုက်မိလို့ကာနော်ကာကာယင်တိုက်လို့ပဲဖြစ်ဖြစ်ကာတခြားသစ်ပင်ဝင်တိုက်မိလို့ပဲဖြစ်ဖြစ်မတော်တဆထိခိုက်ပျက်စီးမှုဖြစ်ပြီးတော့ကုန်ပစ္စည်းများပျက်စီးခဲ့မယ်ဟဲ့ဆိုရင်လည်းရောကြီးပြီမှာဖြစ်ပါတယ်။ဒါဖြစ်ရင်ကျွန်တော်တို့တွေကနော်လုံးဝပျက်စီးဆုံးရှုံးမှုက တမိုးပေါ်မှာပါလာတော့ကားပေါ်မှာပါလာတော့ကုန်ပစ္စည်းတွေအကုန်လုံးပျက်စီးမှရောကြီးပေးမှလားဆိုတော့လေအဲ့ဒီလိုမဟုတ်ပါဘူးကုန်ပစ္စည်းတွေတမိုးပေါ်မှာပါလာတဲ့ကုန်ပစ္စည်းတွေကားပေါ်မှာပါလာတော့ကုန်ပစ္စည်းများအစိတ်ပိုင်းတရက်သူရဲ့ package တစ်ခု လုံးဝပျက်စီးသွားရင် ရောကြီးပေးမှဖြစ်ပါတယ်ကျွန်တော်တို့တွေနိုင်ငံတကာကိုတည်ယူပို့ဆောင်နေကြတဲ့ export import တွေအတွက်ကတော့ လုံးဝပျက်စီးဆုံးရှုံးမှုအကာအကွယ်အပါဝင်ဒစိတ်တေတာပျက်စီးဆုံးရှုံးတာတွေကိုလည်းပေးမှာဖြစ်ပါတယ် export import တွေအတွက်ကတော့ဆော့ဆော့တုန်းကကျွန်တော်တို့ပြောခဲ့တဲ့မီးလောင်ပျက်စီးဆုံးရှုံးခြင်းနော်ပောက်ကွယ်မှုကြောင့်ပျက်စီးဆုံးရှုံးခြင်းနော်တမောတွေတောင်တင်လို့ကုန်းပေါ်ရောက်သွားလို့နော်မှောက်လို့တမောမြုပ်သွားလို့တမောကအခြားရာဝတ္ထုတစ်ခုနဲ့အတိုက်မိလို့ပျက်စီးခြင်း နောက်ခါအရေးကျွန်တော်တို့တွေကနော်အရေးပေါ်အချိန်တွေမှာ စိတ်ကန်းတစ်ခုကိုဝင်ကပ်ပြီးကုန်တင်ကုန်ချလုပ်နေစဉ်မှာပျက်စီးဆုံးရှုံးခြင်းနော်ငရင်လှုပ်ခြင်းမီးတောင်ပေါက်ကွဲခြင်းနော်မိုးကြိုးပစ်ခြင်းအဆရှိတဲ့ပင်လယ်ပြင်အန္တရာယ်တွေနော်မှုန်တိုင်းမီးလို့လိုင်းကြီးလို့အဲ့လိုပျက်စီးဆုံးရှုံးခဲ့ရင်လည်းပဲကျွန်တော်တို့ယောကျေးပေးမှာဖြစ်ပါတယ် နောက်သမောဘောကိုကျွန်တော်တို့ကုန်တင်ကုန်ချလုပ်နေစဉ်ကာလအတွင်းထဲမှာပြည့်စည်ဆောင်ရှုံးမှုဖြစ်ခဲ့ရင်လည်းရောကြီးပေးမှာဖြစ်ပါတယ်။နောက်ခါကျွန်တော်တို့ washing over ball လို့ခေါ်တဲ့သမောဘောမှာကုန်ပစ္စည်းတွေတည်ဆောင်လာစဉ်မှာလှိုင်းပုတ်တဲ့အတွက်ကြောင့်တခါတရံမှာလှိုင်းကြီးကသမောရဲ့နဘေးတစ်ခုကနေတက်လာပြီးအခြားနဘေးတစ်ခုကနေဆင်းသွားတယ်။အဲဒီလိုဆင်းသွားတဲ့နော်လှိုင်းနေတဲ့အတူကုန်ပစ္စည်းများကိုပါရေထဲကိုဆွဲချသွားလိုက်လို့ ကုန်ပစ္စည်းများရေထဲပြုတ်ကျသွားရင်လည်းပဲရောကြီးပြီးမှာဖြစ်ပါတယ်ခင်ဗျာနောက်ခါသင်္ဘောပေါ်မှာတင်ဆောင်ထားတဲ့ပစ္စည်းများเนาะကျွန်တော်တို့ခိုးယူခံရခြင်းအလစ်တုပ်ခံရခြင်းအတွက်လည်းရောကြီးပြီးမှာဖြစ်ပါတယ်နောက်သင်္ဘောတွေမှာကျွန်တော်တို့တွေပင်လယ်ဓားတွေကြောင့်ပစ္စည်းများပျက်စီးဆုံးရှုံးကြရရင်လည်းပဲရောကြီးပြီးမှာဖြစ်ပါတယ်နောက်တစ်ခါပင်လယ်ပြင်မှာသွာလာနေစဉ်တွင်တန်းမှာ နော်ကျွန်တော်တို့ဖန်စီထိန်မှုတွေပြုလုပ်ခဲ့လို့ကျွန်တော်တို့ပစ္စည်းတွေပျက်စီးဆုံးရှုံးခဲ့ရရင်လည်းပဲရောကျေးပြီမှာဖြစ်ပါတယ်အခုကျွန်တော်တင်ပြသွားတာကတော့ international trade ကုသန်းရောင်းဝယ်ရေးလုပ်နေတဲ့ export import ပစ္စည်းများအတွက် institute cargo clause a နဲ့လက်ခံတဲ့အခါမှာပေးမဲ့အမကန်အကာအကွယ်များဖြစ်ပါတယ်ကျွန်တော်တို့ yan insurance company အနေနဲ့ ရေချောင်းကုန်ပစ္စည်းများကိုလက်ခံတဲ့အခါမှာနိုင်ငံတကာမှာကျင့်သုံးနေသောအမဂန် closing နဲ့ကျွန်တော်တို့ update ဖြစ်နေသော international closing နဲ့အညီလက်ခံဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့ရဲ့ကုန်ပစ္စည်းများကိုရန်အမဂန်ကုမ္ပဏီမှာ စိတ်ချလက်ချနဲ့အာမခံထားလို့ရပါတယ်ကျွန်တော်တို့အနေနဲ့အာမခံအကာအကွယ်ပေးဖို့အတွက်အမြဲတမ်းလက်ကမ်းပြီးကြိုးစားနေပါတယ်ခင်ဗျာ